ားလုံးပဲမိပါပါကျွန်တော်ဒီနေ့မှာတော့အာဘာရှင်ချောင်းမလောက်ထားဘူးဆိုလို့ရှိရင်အဖမ်းခံရရင်ဘယ်လိုဖြစ်စဉ်တွေကြုံတွေ့ရမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ညွှန်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီဖြစ်စဉ်ကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖမ်းခံခဲ့ရတဲ့ဖြစ်စဉ်လေးကိုညွှန်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်လောက်ကပေါ့နော်ကျွန်တော်ဒီဖိုတက်နေတဲ့အချိန်တုန်းကဒီအာဘာရှင်ချောင်းနဲ့ပတ်သက်ပြီးတော့အဖမ်းခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုရှိခဲ့တယ် တော့ဖြစ်စဉ်အချင်းချုပ်ကလေးကိုအရင်ပြောပြမယ်ပြီးတော့မှဘယ်လို process ကဘယ်လိုသွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပြမယ်ပေါ့နော်အဲ့တော့ number 1ဖြစ်စဉ်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီကိစ္စရည်နဲ့ပတ်သက်ပြီးတော့ information တွေသိတယ်ဥပဒေအတိုင်းအတာတစ်ခုလေးကျွန်တော်နားလည်ထားတယ်ဒါပေမဲ့ကျောင်းနားလည်မှုလွဲသွားတဲ့အပိုင်းလေးရှိတယ်ပေါ့နော်အဲ့တော့ကျောင်းရဲ့လိုအပ်ချက်အတိုင်းအတာတစ်ခုထိပါတယ်အဓိကကတော့ဘယ်လိုပြောမလဲ ဟောတထေးပုံမှာမူတည်သွားရလို့ကျွန်တော်ကတော့ဒီဖြစ်စဉ်ပုံမှာတုံးတက်တယ်အဲ့တော့ဟိုပြီးတော့လဲပြီးခဲ့ပါပြီဘောဒါမှဖြစ်စဉ်ကိုကျွန်တော်အချင်းချင်းပြပြအဲ့တော့ကျွန်တော်တို့ကဘယ်လိုမိသွားတာလဲဆိုတော့ကျွန်တော်ကပထမတော့ကအလ်ပါရှင်ချောင်းကလုတ်ပြီးသားရှိတယ်ကျွန်တော်မှာဟောကရပြီးသားရှိတယ်ဟောကရပြီးသားရှိတယ်ဖြစ်စင်မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဒီဖို့ဗီဇာဒီပုံမှန်အဖြစ်6လ ဗီဇာတန်တန်ပေးတယ်အဲ့လိုပေးတဲ့အချိန်မှာအဲကျွန်တော်တို့6လဗီဇာတန်ကုန်တာနဲ့သူကလည်းဒီဟောကရဲ့တန်ကလည်းကုန်သွားတာဖြစ်တဲ့အတွက်အဲ့မှာကျွန်တော်ပြဿနာဘယ်လိုတက်လဲဆိုတော့ကျွန်တော်ကကိုကိုရိုင်းဗီဇာ extension လုပ်တဲ့အချိန်မှာအာလောကမှာတော့လောက်တာမဟုတ်ဘူးចောင်းကចောင်းသားတွေအကုန်လုံးကိုစုပြီးတော့လုတ်ပေးတဲ့အခြေအနေဖြစ်တယ်အဲ့လိုအခြေအနေမှာ အာကျွန်တော်နားလေလိုက်တာကကျွန်တော်ကဗီဇာတန်တိုးပြီးတော့မှဒါလင်အာဒီအရင်ကပြန်ထွက်လာပြီဆိုတော့မှဒါလင်ကျွန်တော်ကဒိတ်ကိုသိရမယ်အဲ့တော့မှဟိုအဲ့ဒါတေးကြပြီဆိုတော့မှအာဘရှင်ချောင်းကိုနောက်တစ်ချိန်ပြန်လျှောက်ရမယ်ကျွန်တော်အဲ့လိုမျိုးနားလေထားတာအဲ့လိုမျိုးနားလေထားတဲ့အချိန်မှာပြဿနာဘလို့ဖြစ်လဲဆိုတော့ဗီဇာကတိုးပြီးတယ်သုံးဝင်တင်ကြလိုက်ပဲ ID ကကျွန်တော်မှပြန်မရအဲ့တော့ចောင်းက ကျောင်းသားတွေအများကြီးနဲ့ဟိုစုပြီးတော့လုပ်ပေးတာဖြစ်တဲ့အတွက် process ကကြာနေ ID ကကကျွန်တော်လက်ထဲကိုရောက်မလာခဲ့ဘူးတလားလောက်ကြာခဲ့တာပေါ့နော်ကျောင်းမှာလာဝကမှာနဲ့ကျောင်းမှာနဲ့ပေါ့နော်အဲ့လိုမျိုးကြာခဲ့တဲ့အချိန်မှာဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ကဘလို့ဖြစ်သွားလဲဆိုတော့အဲကျွန်တော်ဟောကတန်းကုန်နေပြီဆိုတော့လည်းကျွန်တော်တည်တယ်အဲ့တော့ပြန်လျှောက်ဖို့အတွက်ပြင်ဆင်နေရတယ်ဒါပေမဲ့ ID ကရမှာလျှောက်အောင်လို့ကျွန်တော်နားလေထားတာအဲ့တော့ဒီမှာတစ်ခါလဲရှင်းရလို့ရှင်ပုံမှန်အားပြတ်တော့ဘောเนาะကျွန်တော်တို့က ဗီဇာသတန်းကုန်လည်းပဲအာဘာရှင်ချောင်းကိုဗီဇာလျှောက်တာနဲ့တန်းတူတစ်ချိန်တည်းမှာလျှောက်လို့ရတယ်။အောင်းဆိုသူတို့ဒီလောက်ကကစစ်တဲ့အချိန်မှာဒီလူအတွက်ဗီဇာကြံလားမကြံလားဗီဇာပေးပြီးသွားပြီလားပေးမပြီးသွားပြီသေဘူးလားဆိုတာကိုသူတို့ကတစ်ခါတည်းချိတ်ဆက်ပြီးတော့စစ်တယ်စစ်ဆေးပြီးတော့မှလာဒါလည်းဒီဟောကောင်ပြန်ပြီးတော့ချပေးมาဖြစ်တယ်အဲ့လိုပေးมาဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကပြဿနာမရှိစောင့်စရာမလိုဘူးကျွန်တော်တိုက်ရိုက်ရှောက်ဗီဇာတက်တန်းတိုးပြီဆိုတာနဲ့အာလဘရှင်ချောင်းကိုလည်းတခါတည်း အတစ်ပြန်လျှောက်တက်တန်းတိုးတာမျိုးလှုပ်ရမှာပေါ့နော်အဲ့မှာကျွန်တော်ကနားလည်မှုလဲပြီးတော့ medical ကိုစောင့်လိုက်တယ်ဖြစ်စဉ်ဖြစ်သွားတယ်တစ်ချိန်ထဲမှာပဲအဲလာဝကကဆက်ဆေးတာတွေလုံးမယ်ဆိုပြီးတော့စာထုတ်တဲ့အချိန်အဲကျွန်တော်တစ်ထည့်ကိုပြောခဲ့တယ်ကျွန်တော်တို့ကဟောကတက်တန်းကုန်နေနားမရမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်ပြောခဲ့တဲ့အချိန်ဖြစ်ကျွန်တော်အဲ့ရက်ကပိတ်ရက်တွေများနေအဲ့တော့ဆိုင်းရလဲပိတ်ရက်တွေအပြုတ်ပြီးရောင်းရတဲ့အခြေအနေတွေဖြစ်တာပေါ့နော်စားလောက်ဆိုင်တွေဆိုတော့တည်တဲ့အတိုင်းပဲအကုန်လုံးကပိတ်တဲ့ရက်တွေဆိုစားလောက်ဆိုင်တွေကရောင်းရတဲ့ရက်ဆိုတော့ ဲလူကလည်းရောက်มาလဲဆိုးတယ်တထည့်ကလည်းခီးသွားมาဖြစ်တဲ့အချိန်ကြတော့တထည့်ကဘာပြောလဲဆိုတော့ရတယ်ပေါ့နော်ဟိုဟိုကျွန်တော်တို့ကအဆိုင်အစ်စ်ကိုပြောင်းတာမဟုတ်ဘူးလက်ရှိဒီဆိုင်မှာပဲဆက်လုပ်နေတာအရှင်းမှာလဲဟောကာရထားပြီးသားပေါ့နော်အဲ့တော့ပြဿနာမရှိဘူးပေါ့နော်ဆက်လုပ်လို့ရတယ်ပေါ့နော်ဒီလိုဒီလိုပြောပြလို့ရတယ်ဆိုပြီးတော့တထည့်အဲ့လိုမျိုးပြောပေါ့အဓိကတော့ပေးမနာကျင်တာပေါ့ဗျာအဲအာကျွန်တော်ကလည်းလုံးဖို့က ဟိုဒီလူပြောင်းတော့မှာဆိုတော့ဒီဆိုင်မှာဆက်ပြီးတော့အကြာကြီးလို့ဟိုကတိတ်မကြံတော့ဘူးဆိုတော့အတိုင်းတာမျိုးဖြစ်တဲ့ခါရောက်တော့ဟုတ်အာပြီးတော့ကျွန်တော်တို့ဆိုင်ကလည်းဟိုအဲ့နာလေးမှာလည်းရောင်းကောင်းတဲ့ထက်ပါတော့ခဏခဏအတိုင်းခံရတဲ့ဖြစ်စဉ်တွေလည်းရှိတဲ့ခါရောက်တော့ဟိုတိတ်မကြသေးခင်ကာမလည်းစစ်ထားတာဆိုတော့မလာတော့ဘူးလို့ပဲတွေးတာပေါ့နော်အဲ့တော့ကျွန်တော်လည်းဆက်လုပ်လိုက်တယ်ဆက်လုပ်လိုက်တဲ့အချိန်မှာဖြစ်ကျွန်တော်အဲ့အချိန်မှာပဲ လာဖမ်းမှလေရောဗောနော်လာဖမ်းတဲ့အချိန်မှာပထမတော့စစ်တယ်ပထမတစ်ယောက်ကကျွန်တော်ဘာပြောလဲဆိုတော့သူစစ်လိုက်တယ်သူတို့အစစ်ပီဆိုတာနဲ့ဘယ်လိုလဲစစ်ပီဆိုတာနဲ့ဝင်လာမယ်ဝင်လာပြီဆိုတော့နိုင်ငံသားကြီးအကုန်လုံးခွဲထုတ်ခါလိုက်မယ်ကိုရီးယားတွေနဲ့ခွဲထုတ်ထားလိုက်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းတွေရောအရင်ဆုံးသိမ်းမယ်ပြီးရင်ကျွန်တော်တို့သူတို့ဘာမှမလုပ်ဘူးကျွန်တော်တို့စကန်ဖတ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ information သူတို့လာဘက်ကအမှအကုန်လုံးပေါ်လာပြီဗောနော်ပေါ်လာပြီဆိုတဲ့အချိန်မှာအဲ့ပထမကျွန်တော်စစ်တဲ့ဝန်ဆောင်တယောက်ကပါတွေ့လဲဆိုတော့ကျွန်တော်ကဟောကာရထားပို့တယ် အဲအဲ့ဒါကိုတွေ့တဲ့အခါကျတော့တော့ဘာဖြစ်လဲဆိုတော့โอเคအလုပ်ပြန်လုပ်လို့ရပါပြီဆိုပြီးကျွန်တော်ပြောတယ်ဟောဟောကရှိထားတယ်အဲ့တော့နောက်တစ်ယောက်ကကြတော့ဘာထက်စစ်လဲဆိုတော့ရက်ကိုပေါ့နော်သူပေရက်ဒီသေချာလိုက်စစ်တဲ့အချိန်မှာကျွန်တော်ဟာ expire ဖြစ်နေတယ်ဆိုရယ်တော့တွေ့တယ်တော့တွေ့တော့ကျွန်တော်လည်းပြောပြတယ်ကျွန်တော်တို့ဒီလိုဒီလိုပဲအဲ့ဒီအတွက်ကျွန်တော်ဒီအောင် ID code ကိုစောင့်နေရပါတော့တန်တန်းတို့ပိုင်းနေဆိုအဲ့ဒီကနေပြီးတော့ဘလို့ဖြစ်လဲဆိုတော့တော့သူတို့တွေဖုန်းဆက်တာပေါ့နော်ဒီအောင်ဖမ်းမလား လွတ်ပြရမလားဆိုအပေါင်းအများကြီးပျော့ပျော့ပြီးတော့နိုင်ဝက်လောက်45မိနစ်လောက်ကြာတာပေါ့နော်အဲ့တော့ကျွန်တော်တို့လာဖမ်းတဲ့အချိန်က9:00ဝင်ညင်လောက်ဖြစ်အဲ9:00ဝင်မထုတ်ဝင်ညင်လောက်ဖြစ်တဲ့အခါကျတော့ okay အဲ့တော့နောက်ဆုံးအမရဦးလဲဆိုပြီးတော့ကျွန်တော်ဖမ်းဖို့ဆိုပြီးတော့ဖြစ်သွားရောအဲ့တော့ဖုန်းလေးအကုန်သိမ့်နေသူတို့ဘာလာလို့သိမ့်ထားပြီးတော့ okay like ခဲ့ပါဆိုပြီးခေါ်တယ်အမေရုပ်ပုတ်တာကပေါ့နော်ကျွန်တော်တို့က alpha ရှင်းချောင်း လည်းအရှိမရှိထားရထားပူတာရှိတယ်ပြီးရင်ဒီကြားတဲ့က gap ကလည်းဒီလိုဒီလိုဆိုတော့ခိုင်မာတဲ့အကြောင်းပြချက်ရှိတယ်ဒါပေမဲ့ပြဿနာဒါပေမဲ့ဥပဒေရတော့ဥပဒေပဲပေါ့နော်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ရှင်သူတို့ကဘလို့ဖမ်းတာလဲဆိုတော့အဲ့ဒါကျွန်တော်တို့ဖမ်းတဲ့အချိန်တုန်းကဟိုရသူတို့ရာဇဝတ်မှုနိုင်နေတယ်လို့ပြောပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအမဟုတ်ပဲနေဟိုဒူးစိုက်မှုတွေကိုမြန်မာလိုဆိုရင်တော့ အဲ့လိုဒူးစိမ့်မှုတွေကိုကျူးလွန်တဲ့ပုံစံမျိုးဖမ်းတဲ့စီးပြပုံစံမျိုးလည်းတော့လာသူတို့အတိတ်ကြအဲ့တော့ဒီဆန်ကိုလာတယ်ဆိုင်ထဲကို၄ယောက်လောက်ဝင်တယ်အဲ့တော့ main ကလေးနှစ်ယောက်ပါမယ်ရတဲ့လေးနှစ်ယောက်ပါမယ်စစ်စစ်ပါစစ်တာစေရအောင်မယ်ပြီးလို့ရှိရင်ဆိုင်ကနေပြီးတော့ထွက်တဲ့ဓာတ်လီကမှနှစ်ယောက်ထားထားပညာတိတယောက်စီထားထားတယ်အဲ့ရပြင် အောက်မှာကျွန်တော်တို့ဆိုင်ထဲကိုဝင်နေလျှောက်လမ်းမှာ၄ယောက်ထားထားတယ်အဲ့တော့ကားနဲ့သူတို့က ဒီအာဘာရှင်းကြောင်းနဲ့ပတ်သက်ပြီးဖမ်းဖို့သူတို့အဲ့လိုလာအဲ့တော့တဆောင်တော့ပိတ်ထားရဲဆိုပုံစံမျိုးပေါ့နော်အဲ့တော့သူတို့အရှိမကားလဲစောင့်နေတဲ့အပေါ်ပါမှာအဲ့တော့ကျွန်တော်တို့ခေါ်ရတယ်ခေါ်သွားပြီးတော့โอเคအဲ့တော့ကားပေါ်ရောက်တာနဲ့ပါလောက်တာလဲဆိုတော့ရိတ်ခက်တယ်အဲ့တော့ဟိုကျွန်တော်အနေနဲ့ကြည့်ရလို့ရှင်တော့ဒါကြီးကနည်းနည်းလွန်တယ်လို့တော့မြင်တယ်ဘာလို့ဆိုတော့ဒီအာဘာရှင်းကြောင်းရာဇဝတ်မှုကြီးကြီးမားမားမဟုတ်ပေမဲ့ ူတို့ကဘာလုပ်လဲဆိုတော့လက်ထိတ်ခတ်လိုက်တယ်နော်အဲ့တော့လက်ထိတ်ခတ်တယ်ဖမ်းမိတဲ့အလူတွေအကုန်လုံးကားဝရောက်လာတယ်လက်ထိတ်ခတ်တယ်အဲ့တော့သူတို့လာဝကကိုခေါ်သွားတယ်ပေါ့နော်လာဝကကိုခေါ်သွားပြီးရင်ဘာလုပ်ရမလဲဆိုတော့ရှင်လာဝကကိုရောက်တာနဲ့ကျွန်တော်တို့အဝတ်စားလဲခိုင်းတယ်သူတို့ဒီလာဝကမှာဘယ်လိုအချုပ်ခန်းလို့ပြောမှာပေါ့အဲ့မှာနေရမယ့် uniform တွေပေးတယ်ကျွန်တော်တို့ဝစားလေးလဲခနဲ့ကျွန်တော်တို့ပေါ့ဗျာပစ္စည်းတွေအကုန်လုံးသူတို့ပေးတဲ့လော်ကာတွေအဲ့အဲ့ဒီထဲမှာထည့်ထည့်ပြီးတော့သူတို့တင်ထားပါတော့ တော့ဝက်ဆိုက်လေးလဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလာတို့ကိုကိုနေရာမဲ့အခန်းလေးကိုထည့်တယ်အဲ့ဒီနေရာမဲ့အခန်းကလည်းဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအဲ့ဒီလိုမျိုးလူတွေပေါ့ပြီးရင်ရာဆွေးမှုကျွန်းနေတဲ့လူတွေ overseas ဖမ်းထားတဲ့လူတွေအကုန်လုံးပေါင်းပြီးတော့ထည့်တဲ့နေရာမျိုးထည့်တဲ့နေရာမျိုးဆိုတဲ့အခါကျတော့ okay ကျွန်တော်တို့အဲ့တော့ခဏထည့်တယ်ထည့်ပြီးတော့တခါပြန်ထုတ်တယ်ထုတ်ပြီးတော့ဘာလုပ်လဲဆိုကျွန်တော်တို့ရဲ့အာ identity ကိုစက်တယ်အကုန်လုံးအဲ့တော့လက်ပွေတွေယူတယ် နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ face scan တွေလုပ်တယ်အရက်တွေတိုင်းတယ်မိဆက်ရှိရမေးတယ်ပြောဆက်ရှိရပြောတယ်ပြီးတော့ကျွန်တော်တို့အခန်းထဲပြန်ထည့်တယ်ပေါ့နော်အဲ့တော့အဲ့ရောက်သွားပြီဆိုလို့ရှိရင်ပြဿနာကအဲ့မှာကျွန်တော်အခန်းထဲမှာအဲ့တော့ကျွန်တော်အခန်းထဲမှာလာကြတဲ့ဥစားဥစဘက်ကစ္စတန်နေပါတယ်အဲ့တော့ overstay သမားတွေအဲ့တော့စကားပြောကြည့်တော့တို့ကဒီမှာ session နဲ့လောက် overstay နေခဲ့တာအခုတော့ အာဒီသူအမျိုးသမီးမိတဲ့အတွက်သူလည်းအမိခံလိုက်တာဆိုပြီးတော့ပြောတယ်အဲ့ဒီလိုမျိုးအမနှစ်ယောက်သုံးယောက်တွေ့တယ်နောက်ပြီးတော့အာဖိလစ်ပင်းတယောက်တွေ့တယ်သူကတော့ဘယ်လိုလဲဆိုတော့ဆက်ယုံမှာ BNN နဲ့ဆိုလို့ဆိုပြီးဒါနဲ့ထိုးလို့ဖန်ခံလို့ပြောတယ်အဲနောက်ထပ် BNN တွေလည်းရှိတယ် BNN ကတော့သူတို့လည်းခုနကဘယ် over stay ပဲပေါ့နော်အဲ့လိုအခြေအနေနဲ့သူဖန်ခံတယ်အဲ့လိုရှိတယ်အဲ့တော့ခုနကရှိတာဖြစ်တယ်အဲ့ဒီမှာအဲ့ဒီပေါ့အဲ့တော့ TV ရှိတယ် ယူကန်အိတ်တာခန်းရှိမယ်ပြီးရင်သူတို့ဆောင်းနေကောင်းလေးပေးတယ်ပြားပြီးတော့အိတ်ပေါ်တာအဲ့တော့အဲ့ရောက်သွားပြီဆိုလို့ရှိရင်သူတို့ဘာလုပ်လဲဆိုလို့ရှိရင်အစားတောက်တာတော့မနက်တစ်ချိန်နေ့တဲ့တစ်ချိန်ညတစ်ချိန်အစားပေါက်ကျွေးတယ်ထမင်းကျွေးတယ်ပေါ့နော်အဲကျွေးတဲ့အချိန်မှာတော့ကောင်းကောင်းမွန်မွန်ပဲကျွေးရဲအသားငါအရည်တော့ဗန်ချန်အဲ့အရန်ဟင်းပေါ့နော်သူတို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြပြဆိုဆုံး၃လမျိုးလောက်ကျွေးအဲ့တော့ဒီနေ့ကိုသုံးနဲ့ကျွေးအဲ့တော့ကျွန်တော်ကအထဲမှာထောင်းကြတယ်လို့ပေါ့နော်အိတ်လိုက်စားလိုက် လို့ရှင်ကလည်း TV ကလည်းညာဘက်ဆိုလို့ရှင်စင်နိုင်ဆိုလို့ရှင်ပိတ်ပြီပေါ့နော်အဲလိုမျိုးအခြေအနေနဲ့ရှိတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ဒီလိုနော်တော့မနေ့ပိုင်းဆိုလို့ရှင်ဒီမနေ့7တနေ့ဆိုလို့ရှင်ကျွန်တော်ဖုန်းတွေပါတယ်တုံးလို့မရတာဖြစ်တဲ့အတွက်တို့ကဘာလောက်ပေးထားလဲဆိုတော့တတက်စီးပွားရှာတဲ့ပုံစံမျိုးပဲပေါ့ဗျာအဲ့တော့တို့မှ PC ဖုန်းကျွန်တော်တို့ထားပေးထားတယ် ပတ်စံထည့်ပြီးတော့ဆက်ရမယ်ပေါ့နော်တခါဆက်လို့ရှိရင်အတော့ကျွန်တော်တို့ကဖုံးဝေပြေကတ်တော့ဘက်ကတ်ကကျွန်တော်တို့တရက်ကိုမနက်7:00နာရီပေါ့နော်အဲဒီချိန်ဆိုလို့ရှိရင်ဒီထမင်းနေလာပြီးတော့ထမင်းပူရီလာပေးရင်းနဲ့သူတို့ဘာလုပ်လဲဆိုလို့ရှိရင်ရောင်းပေးတယ်ပေါ့နော်အဲဒီချိန်မှာဝယ်ထားဝယ်ထားပြီးတော့ကိုဆက်သွဲရမယ်လူတွေဆီရှင်ဆက်သွဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဖြစ်တယ်မှာအဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဘယ်လိုပါဘာမှလည်း ွေးထုတ်ပြီးဆက်တမ်းပါအဓိကပေါ့မေးကြည့်လိုက်တဲ့အချိန်မှာကျတော့အဲသူတို့ကားပေါ်မှာတော့ဒီရာနဲ့ပတ်သက်ဥပဒေနဲ့ပတ်သက်ပြီးတော့မြန်မာဘာသာနဲ့အတန်ဖိုင်နေပါတယ်ဖွင့်ပြတာမျိုးရှိတယ်ဒါညင်းဆုံနိုင်တယ်ဘာဖြစ်တဲ့ညဖြစ်တဲ့ပေါ့နော်အဲအဲဟိုရောက်တဲ့အခါရောက်တော့အဲ့လိုပဲလှုပ်ပြီးတော့ဟိုအဓိကတော့ပါလဲဆိုလို့ချင်းအဒီဒီ ID verification လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒဏ်ကြေးဆောင်ရမှာပေါ့နော်။နောက်နေ့ဒဏ်ကြေးဆောင်ပြီးရင်တော့ပြန်ထွက်နိုင်တယ်ဆိုပြီးတော့ပြောတယ်။အဲ့တော့ကျွန်တော်တို့ရဲ့အချက်လက်ကိုကျွန်တော်တို့ ID card အဲဒီ passport မှာ record ကဲလိုက်ပြီเนาะအဲဒီ record ကနောက်ပိုင်းမှာဘယ်လိုကြိုးစားရမှုတွေရှိလာနိုင်လဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာဆက်ပြီးရှင်းပြပေးမယ်အဲ့လိုပြီးသွားတဲ့အခါရောက်တော့ okay အဲ့တော့ကျွန်တော်တို့ဖြစ်ချင်တော့ပိတ်ရက်ဖြစ်နေအဲ့တော့ကျွန်တော်တို့စတာပရင်းနေဖန်သွားတယ်ပုံမှန်ဆိုလို့ရှိရင်တော့နောက်နေ့မနေ့ဆိုတာနဲ့ကျွန်တော်ကပြန်လို့ရတယ်ပေါ့အတန်ကြီးဆောင်ပြီးဆိုတာနဲ့ပြန်ထွက်လို့ရတယ်ပြဿနာကဘာလဲဆိုတော့လုံးဝဒီ တောက်ကြနေကပိတ်ရက်ဖြစ်နေကျွန်တော်တို့ထွက်လို့မရကျွန်တော်ထွက်လို့မရတဲ့ခါကျတော့ဘေးနေကိုစောင့်ရတယ်အာ sorry ကျွန်တော်တို့ကဘော်ဒူးနေပါသွားတယ်ပေါ့နော်ဘော်ဒူးနေညပါသွားတယ်အဲ့တော့ကြက်တာပရင်းနေပိတ်ရက်ဖြစ်နေအဲ့တော့တောက်ကြနေမှာတာလည်းကျွန်တော်တို့ကပြန်ထွက်လို့ရမယ်အဲ့ကျော်တာရင်းရမှတ်စားပြီးတော့မယ်ကျွန်တော်ကအဲ့ထက်မှာ၂ရက်လောက်ပဲအိတ်လိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်အတိရမလားဟိုကလည်းအဆိုင်ရောကလူတွေနဲ့ပါညာဆိုတော့အဲ့တချို့တွေကလည်းဟိုဟို စိုးစိုးတွေပါပေါ့ဗျာအကုန်လုံးဖန်ချုပ်ထည့်ထားဆိုတဲ့ခါကျတော့တချို့အိကြတော့လေခုနပြောသလိုသူတို့လှုပ်ရှားရှားလို့တချို့အိကြတော့ခုနကျွန်တော်တိတဲ့ Philippines တို့ဒီ Vietnam တို့ကျွန်တော်တို့နောက် Uzbekistan တို့တွေအကုန်လုံးကတော့ဘာလို့ရမှာလဲဆိုလို့ရှိရင်ပြန်ရမှာပေါ့နော်အမေရိကန်နိုင်ငံကိုပြန်ရမှာအဲ့တော့သူတို့လေရင်လက်မှတ်တွေပါနေဖြတ်ထားတယ်တခါလေပို့မှာပေါ့နော်အဲ့လိုမျိုးအဲ့တော့ခုနပြောတဲ့ဆက်သွဲခြင်းနဲ့ဆိုလို့ရှိရင်လည်းဘာမှဆက်သွဲလို့မရဘူးကျွန်တော်ဘာလို့ရမှာလဲဆိုလို့ရှိရင် ဖုန်းပေးရလဲဝယ်ရမလားအဲ့တော့ပတ်စံလဲကျွန်တော်တို့ cash ကိုင်းနေတယ်မှမပါဘူးเนาะအဲ့တော့ cash ကလည်းတကြက်မှမရှိနေဘူးကျွန်တော်မှအဲ့တော့နောက်ဆုံးပဲဟောပေးရတာလည်းပြီးသွားပြီအဲ့အဲ့လိုနဲ့ဖြတ်တန်းခဲ့ရတယ်ပေါ့เนาะနှစ်ရက်လောက်ကျွန်တော်အဲ့ဒီအထင်းမှာဖြတ်တန်းခဲ့ရတယ်တော်တော်အေးစိမ့်သွားတော်တော်စိတ်ပြတ်တယ်ပေါ့เนาะတော်တော်ကိုဆိုးပါတယ်ဟုတ်ကျွန်တော်အတွက်ကတော့တော်တော်ဆိုးရတဲ့အထင်မှပါတယ်တော်တော်စိတ်ညစ်စရာကောင်းတဲ့အထင်မှပါတယ်အဲ့တော့ โอเคပြီးသွားပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့မလုပ်လဲဆိုတော့တောက်ချာတောက်ချာနေရောက်တော့အဆန်ပေးပြီးတော့ပြန်မယ်ပေါ့ကျွန်တော်အဲ့တော့ဆော့ဆော့ပဲကျွန်တော်ဟိုဦးနိုင်တို့ရုံဖွင့်ရုံဖွင့်နိုင်ကျွန်တော်ပြန်ညင်တာပေါ့ဒါပေမဲ့တို့ကဂျူတီချိန်လာတဲ့လူတွေကခဏခဏပြောင်းသွားပေါ့ဂျူတီချိန်လာရင်လူပြောင်းလာဂျူတီချိန်လာရင်လူပြောင်းလာအဲ့လိုပြောင်းတဲ့အချိန်မှာပြဿနာဘာဖြစ်လဲဆိုတော့ကျွန်တော်9နာရီလောက်ရမယ်လို့မှန်းထားပေမဲ့17နာရီခွဲ17နာရီလောက်အထိရောက်သွားတယ် အဲ့တော့ဒီအခြေအနေမှာကျွန်တော်ဘာဖြစ်လဲဆိုတော့မေးတယောက်ပြီးတယောက်မေးချင်နောက်တော့သူတို့ဘာလို့ဆိုငွေသွင်းမှလာပေါ့နော်ငွေသွင်းမှဆိုဘလို့သွင်းမှလဲပေါ့ဆိုတော့ဟုတ်ကဲ့ဟုတ်ပြီကျွန်တော် banking ထဲမှာတက်ဆက်ရှိတယ် banking ထဲနေတယ်အဲ့တော့ဖုန်းကိုအဲ့ဒီအချိန်ပြန်ပေးမယ်ပေါ့နော်အဲ့ဒီအချိန်ပြန်ပေးမယ်ဆိုပေမဲ့လုံးဝတော့သူတို့ကသူတို့ပြောစရာဆက်သွဲစရာရှင်သူတို့ဖုန်းကိုပဲဆက်သွဲလုံးဝသူတို့ဖုန်းနဲ့ပဲပတ်စံထည့်ပြီးဆက်သွဲပေါ့နော်ကိုဖုန်းနဲ့ကိုလုံးဝပေးမဆက်သွဲကျွန်တော်ဘာလို့လဲဆိုတော့ငွေလွှဲပါအတွက် ဖုန်းပေးတဲ့အချိန်မှတော့မှလုံးဝ ဘေးနားမှာနှစ်ယောက်ဘယ်တယောက်ညာတယောက်စောင့်ကြည့်နေဘာလို့ရမလဲကျွန်တော်ဒီ banking app ကိုပဲဝင်ရမယ် banking app ကနေပတ်စံဆွဲရမယ်သူတို့ပေးတဲ့ account အဲ့ဒါပဲလုပ်ရမယ်တခြားဘာ app မှာတုံးဝမရှိဘူးဒါပေမဲ့လုံလုံအကြီးတာကျွန်တော်တို့ passport အဲ့တော့ဟိုငွေလွှဲတဲ့အချိန်မှာ password တွေပါထည့်တဲ့အချိန်မှာတော့မှသူတို့ကကြည့်စောင့်ကြည့်နေတဲ့အချိန်ပေါ့နော်အဲ့တော့ fingerprint နဲ့ဆိုအသေးတော့ပြဿနာမရှိဘူးနော်အဲ့တော့ကိုဟို banking app ဘယ်လောက်ရှိရဲ့ဘာညာအဲ့ဒါသူတို့ light check တာပေါ့နော်ကြည့်နေရပါဘေးနား โอเคကြည့်နေရတယ်ပြီကျွန်တော်ပတ်စံတွေးလိုက်တယ်အဲ့တော့တွန်းပြီးသားတော့ဘာဖြစ်လဲဆိုတော့အဲ့တော့ဟိုစင်းဒီပါလက်မတွေပါထိုးထိုးပြီးတော့ကျွန်တော်တို့အဝတ်စားတွေပါပြန်လဲပေါ့နော်ကိုပါတာတွေပြန်ယူပြန်ယူပြီးတော့ကျွန်တော်တို့ကိုထားတာ၄လောက်မှာပေါ့နော်၄လောက်မှာဆိုတော့အဲ့အချုပ်ခန်းကြီးက၄လောက်မှာအဲ့လောက်က၄လောက်မှာရှိတော့၄လောက်အနေနဲ့၂လောက်မှာကျွန်တော်တို့တန်းသွားဆောင်ရတယ်အာဆလစ်တွေပါလေထုတ်ရတယ်ပေါ့နော်ဟို ပြည်စားတွေပါထုတ်ရတယ်အဲ့တော့1သိန်း20ဆောင်ရတာပေါ့နော်အဲ့တော့ဒါဆောင်ဆောင်ပြီးတဲ့အချိန်မှာပြန်လို့ရပြီပေါ့အဲ့လိုမျိုး process ကအဲ့တိုင်းပဲအဲ့တော့ process ကအဲ့တိုင်းပဲဆိုရင်ခါကြတော့နည်းနည်းတတိထားမှာအာဥမာတချို့အထူးသဖြင့် main ကလေးတွေပေါ့နော်ဟိုဒီ process ကိုတွေ့ပြီးတော့အရင်အကြောင်းရင်းတုံလို့သွားမဲ့လူမျိုးတွေပါတယ်ဆိုလို့ရှိရင်ဒါ anti များတယ် risk ဘာလို့လို့လောက်အောင်မသိတော့ဘူး နောက်ပြီးလို့ရှိရင်ခုနပြောသလိုပဲကို့မှာဆက်သွယ်ရမှာဘသူ့ကိုဆက်ပြန်မယ်ပုံမှန်အပြည့်အကုန်လုံးအတိရတိုင်းပဲဒါဖုန်းနဲ့ပတ်သက်ပါညာဆိုလို့ရှိရင်ဖုန်းထဲမှာပဲထားကြဘသူမှကောင်းနေမှာထွေးထုတ်ပြီးအမှတ်နေကြတာမဟုတ်ဘူးအဲ့တော့ပြီးရင်အများစုတော့ဒီမှာဆိုတော့လေဖုန်းဆိုတာထဲပေါ့နော်ဒီ social app တွေကနေပြီးတော့လေ messaging app တွေနဲ့ပဲစကားပြောဆိုလောက်ကြတာအဲ့လိုတော့ဖုန်းနဲ့ပတ်သက်ပါညာဆိုတာတုံတိုင်မတုံးကြအဲ့တော့ခါရတော့မှတ်မိနေမှာမဟုတ်ဘူးအဲ့တော့တခါ အဲ့လိုမျိုးအခြေအနေဆိုတော့ဖုန်းနံပါတ်တွေယူနေတယ်ဆိုလို့ရှင်တော့တို့တို့အကျိုးအကြောင်းပြောလို့ရတယ်ကျွန်တော်ဖုန်းနံပါတ်အဲတစ်ခါတလေကြားလို့ရှင်တယ်ပဲဝင်နေရနောက်ဝင်ကြလို့ရှင်တို့တစ်ခါလဲဖုန်းပေးထားပြီးတော့ကိုဆက်သွင်းခြင်းနဲ့ဆက်သွင်းရမယ်တို့ရဖုန်းမထားပါဘူးတစ်ခါလဲပြောတာမျိုးလည်းရှိအဲ့တော့ဘယ်လိုပဲပြောပြောကျွန်တော်တို့ကစိတ် emotion ရများတဲ့သဘောအထူးသဖြင့်ကျွန်တော်တွေ့ရတယ်လို့ main main လေးပါဆိုလို့ရှင်ငူရာနဲ့ပါနဲ့ဆိုတော့ချောက်ချောက်တာနဲ့တုံတာနဲ့ပေါ့နော်ဟောဒီအခြေအနေကြီးကိုဖြတ်တမ်းပေါ့ဟုတ်လားအထဲမှာနေရတဲ့ feeling ကတော်တော်ကြီးကိုဆိုးတယ်တော်တော်ကြီးကိုဆိုးတယ်အော်ပတ်စံပြရလဲကုံသေးတယ်အဲ့တော့ကိုတလားရှာလာသူတစ်ချိန်မိရေးပေးလိုက်ဒါပေမဲ့ငွေကုံတော့သွားလာတဲ့ပြဿနာကျွန်တော် visa extension လုပ်တဲ့အချိန်မှာဒီ record တွေကလိုက်မှာကျွန်တော်တော့ရှောက်အဲ့တော့ visa ပြောင်းတဲ့အချိန်မှာအမှတ်တရရောက်မှာကျွန်တော်ရဲ့ညာဒီ social နဲ့ပတ်သက်တဲ့ဒီ credit score ပါညာအစားရှိတရားဖြစ်ပေါ့ဗျာကျွန်တော်နောက်ပိုင်းအဲ့ဒါနဲ့ပတ်သက်ပြီးအသေးစိတ်ပြောပြတဲ့ video တစ်ခုတော့လုပ်ပေးမယ် အဲ့ကောင်လေးမှာအကုန်လုံးကကျွန်တော်တို့က extension လုပ်တဲ့အချိန်မှာဒါရ impact လာပြီးဖြစ်မှာအော်ဖြစ်တဲ့အချိန်မှာကျွန်တော်ကကြတော့အဲ့လိုမျိုးတွေဖြစ်မှာဆိုတဲ့အတွက်သူ့နိုင်ငံမှာနေတဲ့သူ့လောအတိုင်းမဲ့သူ့သူ့သူ့စီးမြန်သူ့ကံနေရတယ်ပဲစနစ်တကျတော့ကျွန်တော်ဘာလို့ကောင်မှာမလို့ချင်တဲ့အတွက်အသေးချာစနစ်ကြနေတဲ့ဂျားတွေကကိုပဲဒီလိုမျိုးပေါ့နော်ချိန်ဆက်အားနိုင်မှုတွေဂျားတွေကနေပြီးနားလည်မှုလွဲတဲ့ဂျားတွေကနေပြီးတော့အဓိကကတော့ဘယ်လိုပြောရမလဲ တထေးပေါ့တချို့တရှိရအောင်ခုနပြောအချင်းတွေကြောက်ကြောက်သူပေးမနာချင်ဒီရက်တွေလောက်ရမယ်ဆိုပြီးတော့လုပ်တယ်ခါရောက်တော့အဲ့အရင်တော့ကလည်းပြဿနာကိုရမှာအရင်တော့ကတစ်နှစ်တစ်နှစ်တော့အဲ့ရောက်ကြီးမဖမ်းကြအောင်ဗျာဘာကြောင့်လဲဆိုတော့ဟိုသူတို့လည်းသိတယ်ဗောနော်ဒီចောင်းသားတွေဒီလိုပဲလောက်ကြအောင်ဟိုចောင်းသားတွေကတကယ်တမ်းကျတော့ရောက်ပြီး6လနေမှာတရဝင်အလုပ်လုပ်ခွင့်ပေးတာဆိုရတော့မနေ့ညပဲအများဆုံးလောက်ကြတာပဲအော်သူတို့လည်းအဲ့လောက်ကြီးဖန်တဲ့ချိန်မှာဖဲထဲမှာတော့မပါဘူးဗောနော်အော်တိုင်တာတော့ရဖြစ်ရင်တော့စစ်တာပစေးရမျိုးတော့လောက်တယ် ဒါပေမဲ့အဲ့တော့ကြီးမဖမ်းဘူးအဲ့တော့2024ကနေပြီးစပြီးတော့ဇက်တိုက်ကျွန်တော်2024နှစ်လပိုင်းတော့ကနေစပြီးတော့ဇက်တိုက်ဇက်တိုက်ကိုဖမ်းတာအကြောင်းမျိုးနဲ့ဟိုအကြောင်းဒီအကြောင်းဘလိုပဲဖြစ်ဖြစ်ဇက်တိုက်ကိုဝင်တာအတိုင်းခံလို့လည်းဖမ်းတယ်ဒီတိုင်းသူတို့စစ်နေလည်းဖမ်းတယ်ဇက်တိုက်ကိုဝင်နေတာအဲ့ဒီခါရောတော့ပြဿနာပါလဲဆိုတော့ဒီလိုမျိုးတွေဇက်တိုက်တွေဖမ်းနေတော့တထည့်တွေလည်းခဏခဏထိတယ်အဲ့တော့ကျွန်တော်တို့က ဟိုဒီဒီဆိုင်ကဝန်ထမ်းဖန်ခံတတိရလဲဒန်ဆောင်ရတယောက်မှ330ဆိုပြီးတော့ဒန်ဆောင်ရတဲ့အခြေအနေရှိတယ်ဗောနော်အဲ့လိုမျိုးခါရောက်တော့ဘာဖြစ်လဲဆိုတော့နောက်ပိုင်းညရင်တော့တတိလည်းဟိုဟောကလောက်လို့ရမှာခံမယ်ဆိုတဲ့အခြေအနေမျိုးတော့ကူပြောင်းလာတယ်ဗောနော်အဲ့တော့အရှိမတတိလည်းဘယ်သူမှအဲ့လိုခယူးမဆိုင်ဗောဒါကြီးတို့တချို့တတိဆိုရင် လုံလောက်တာလုံနေဗျာနိုင်ငံသားကိုလောက်ခတ်နေဆိုရင်သူနိုင်ငံသားကိုဘယ်လိုခတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကိုဘယ်လိုခတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးဥပဒေကောင်းကောင်းနားမလဲတိုင်းမစသောက်ဆိုင်ဖွင့်တော့ကိုကိုဒီပိုင်းတိုင်းဆိုင်ဖွင့်နေရောင်းနေခေါ်ခတ်နေအချိန်ပိုင်းလောက်လောက်ကလာစားပေးတယ်အဲဒီလိုမျိုးလေပဲကြာအဲ့တော့နောက်ပိုင်းမှာအသေးအတိုင်းခဏခဏဖမ်းတော့ခဏခဏထိလာတဲ့ခါကျတော့တထေးလေတာနဲ့ပတ်သက်ပြီးတော့လေးလာလာတယ်တိလာတယ်ပိုင်းနေအဲ့တော့အော်ပါရှင်ချောင်းလုံးနိုင်မှာခတ်မယ်ဆိုတဲ့အခြေအနေလေဖြစ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြားထဲမှာလည်းဒီလိုနားလေမူလွဲတဲ့ process ကနေပြီးတော့ပြဿနာအဲ့လိုကြီးဖြစ်သွားတာပေါ့နော်အဲ့ကျွန်တော်မိခဲ့တယ်အဲ့တော့ဘယ်လိုပဲပြောလို့မိသွားတာဖြစ်တယ်လေကျွန်တော်တို့ရဲ့ password ကျွန်တော်တို့ရဲ့ ID ကတ်မှာကျွန်တော်တို့ဒီ process ကြီးကကြံခဲ့ပြီပေါ့နော် record ကြီးကြံခဲ့ပြီအဲ့တော့တရားကြီးကိုဖြောက်ဖြောက်လည်းမရဘူးဆိုတော့အဲ့တော့ပြဿနာတော့ရှိရင်တော့ wifi visa ပြောင်းတဲ့အချိန်မှာလည်းအနေနဲ့များလိုက်လာမှာပေါ့နော်အဲ့ဒီကဖြစ်တဲ့အတွက်ဒီလိုမျိုးအဖန်ခံရပြီဆိုလို့ရှိရင်ဆောင်းတိုင်ပါတယ် အဲကြောင့်တော်တော်လေးကယူဆိုင်သတိထားဖို့တနိုင်ဆုံးအဲ့တော့အလ်ဘာရှင်ချောင်းကလည်းသူကချောင်းခေါ်ခြင်း90ရာခိုင်နှုန်းပြည်မှာလုပ်လို့ရဖြစ်တဲ့အတွက်ချောင်းသားကိုမင်းချောင်းမပြတ်နဲ့လို့ပြောတာနဲ့အတူတူပဲချောင်းလည်းတက်ချောင်းတက်ပြီးမှပိုတဲ့ချိန်လို့လုံးဝချောင်းပြတ်လို့မရဘူးသူပြောတာနဲ့အတူတူပဲအဲ့တော့ကျွန်တော်တို့ကတော်တော်လေးကယူဆိုင်ပွင့်လို့ရတယ်အဲ့တော့အလ်ဘာရှင်ချောင်းကိုမဖြစ်မနေလို့ပါ မဖြစ်မနေလောက်ပါအဲ့တော့တကယ်လို့ဒီလူမျိုးအကြောင်းအရာကိစ္စတစ်ခုနဲ့ကြုံလာခဲ့ပြီဆိုလို့ရှိရင်လည်းပဲကိုကတီတီငိမ့်ငိမ့်နဲ့ခုနအဓိကငွေသွင်းနိုင်ဖို့အရေးကြီးတာပေါ့နော်အဲ့တော့ဘာမှအရင်လို့ဆိုရင်ကြောက်ကြနေစရာမလိုဘူးငွေသွင်းနိုင်ပြီးတာဖြစ်တဲ့နောက်လေးငွေဘယ်လိုသွင်းမလဲဆိုတာကိုစဉ်းစားမှငွေကိုယ်မှာရှိရင်ရှိတာလားဒါမှမဟုတ်လို့ရှိရင်ဘသူ့ကိုသွင်းခိုင်းပါလဲအခုဘန်ကင်းမှာရှိရဆိုလို့ရှိရင်ကိုဘန်ကင်းကနေပြီးလွှဲပြီးတော့သွင်းပြီးတော့ထွက်မယ်ဆိုတော့ဘယ်သူမှမလာလဲရရပြဿနာမရှိဘူးအဲ့တော့ကိုလောက်ဆရာရှိအဓိကငွေရှိနေကိုငွေရှိနေရဆိုလို့ရှိရင် ထန်ကြီးဆောင်လိုက်တာ ਨੇ ကိုပေါ့အချက်လက်ပေးပြီးရတယ်ပြန်ထွက်လို့ရတယ်နောက်နေရုံဖွင့်ရဆိုလို့ရှိရင်အဲ့တော့ပြဿနာမရှိဘူးဟိုဒီဘုံမှာအရင်တုံလို့ဆရာတော့မလို့ပေါ့ဒါပေမဲ့အထဲမှာနေရတာဒီအရင်စိတ်ပြတ်ဆက်ကောင်းတော့တိတ်တယ်အာတော့ပထမညလည်းပဲဒီကန်ဆောင်ပြီးရင်ပြန်ထွက်လို့ရတာဖြစ်တော့အဓိကပုံမှာအဲ့ဒီပမာဏ130ဆိုရယ်ပမာဏကိုရန်ထားလိုက်သူတို့တယောက်နဲ့တယောက်ကွဲလွဲတတ်တယ်ဒီပမာဏအဲ့တော့ဘယ်လိုပဲပြောပြောကျွန်တော်တို့ဘာလို့ဘာလို့ရမလဲဆိုလို့ရှိရင် တို့ကစမိတဲ့အချိန်မှာပဲပြောပြလိုက်မယ်ဒါဘလောက်တွင်းရမယ်ဆိုတာနဲ့ပတ်သက်ပြီးပြောတာ။ Okay ဟုတ်ပြီ။အဲကျွန်တော်တို့အဲ့ဒီအောက်ဘလို့တွင်းမလဲဆိုတာပဲစဉ်းစားရမယ်။ဘလို့တွင်းမလဲဟုတ်ပြီ။အဲ့ဒါတွင်းပြီဆိုလို့ရှိရင် Okay ထွက်လို့ရပြီ။ဟုတ်ပြန်လို့ရပြီ။အဲ့လိုမျိုးအခြေအနေတွေရှိတယ်ပေါ့နော်။အဲ့တော့ဘလို့ပဲပြောကျွန်တော်အနေနဲ့ဒီမှာပြောချင်တာကတော့ Albertian ချောင်းကိုဖြစ်မနေလို့ပါလုံးဝမဖြစ်နိုင်ဟောမလို့အဖဲနဲ့ချောင်းတွေကိုလုံးဝမပြတ်ပါနဲ့။အဲ့တော့ကျွန်တော် ောင်းသားဗီဇာနဲ့ပတ်သက်ရတဲ့သူတို့ဘက်ကကြည့်ရင်လည်းမှန်တယ်ကျောင်းသားဗီဇာအကြောင်းလဲဆိုလို့ရှိရင်ကျောင်းသားဒီလိုကကျောင်းသားရမှာပဲလေအဲ့တော့ဘလို့မဆို60ရာခိုင်နှုန်းဆိုတာကတကယ်တမ်းကျောင်းမပြတ်နဲ့လို့ပြောရတယ်အတူတူပဲအဲ့ဒီအတူကျွန်တော်တို့ကကျောင်းကိုလည်းတက်ပါဘလို့ပဲဖြစ်ဖြစ်တက်ပါကျောင်းအောင်တက်ရမှာပဲဒါကိုယ့်ရဲ့တာဝန်ကိုအဲ့တော့ကျောင်းတက်ပြီးတော့ alpha ချောင်းလှုပ်လို့ရမှာတယ်လှုပ်ပါအဲ့လိုမျိုးအတိုင်းသာရှိတယ်အဲ့တော့ဒီလိုမျိုးအခြေအနေတွေဖြစ်လာရင်လည်းဘယ်လိုဖြေရှင်းရမလဲဆိုတာလည်းကောင်းရေးထားပြီးတော့ခုနကကျွန်တော်ပြောသလိုပဲလောက်ပိုင်းအဆင်ပြေတယ်ဗောနော် အတတ်နိုင်ဆုံးတော့ဒီအခြေအနေတွေကိုမကြုံတွေ့ရအောင်နေထိုင်တာကတော့အကောင်းဆုံးပဲမကြုံတွေ့ရအောင်ပြင်ဆင်တာကတော့အကောင်းဆုံးပဲအဲ့တော့ခုမှအသေးရောက်တဲ့ဒီဖိုးတွေပါလေဆို6လမပြည့်ခင်အလုပ်လုပ်တယ်ဆိုရင်ဒီ process တွေဖြစ်လာနိုင်တယ်အထူးသဖြင့်ကိုကစကားမရသေးဘူးဆိုလို့ရှိရင်ပြဿနာကြီးပို့ပြီးတော့ဆိုးရွားနိုင်တယ်ဘာလို့ဆိုတော့ပြောင်းနေကြောင်သူတို့နဲ့ပြောရဆိုရသူတို့လည်းဘာပြောလို့ပြောမှမသိကိုလည်းဘာပြန်ပြောလို့ပြောမှမသိဆိုတဲ့အခြေအနေကပို့ပြီးတော့ရှုပ်ထွေးသွားစေတယ်ကိုက pressure တွေပို့ပြီးတော့ပေးလာစေနိုင်တယ် အဲ့ဒါအကြောင်းမလို့ကျွန်တော်တို့တည်တည်ငြိမ်ငြိမ်နဲ့ပဲတရားကိုဖြည့်ဆင်းရမယ်အတနိုင်ဆုံးတော့ဒီလိုအခြေအနေကိုရှောင်လွှဲနိုင်အောင်လုပ်တာသူစီမင်းစီကံပုံရံနေလုပ်တာတော့အကောင်းဆုံးပဲအခြေအနေအကြောင်းအကြောင်းအကြောင်းဖြစ်လာခဲ့ရင်လည်းပဲဘယ်လိုဖြည့်ဆင်းလို့ရလဲဆိုတာကိုကျွန်တော်တောင်းဝေပေးခဲ့တာဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဖြစ်ခဲ့ရင်တော့ဘယ်လိုပဲပြောကျွန်တော်တို့ရဲ့ record တစ်ခုကြံခဲ့မှာဖြစ်တဲ့အတွက်မကောင်းဘူးပေါ့နော် သူစီမင်းသူစီကံသူပေါင်သူဥပဒေအတိုင်းတရားပဲစနစ်တကျနေတိုင်းတော်တော်မျိုးတော့ဦးစားပေးတယ်အဲ့တော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောရလို့ရှိရင်တော့ကျွန်တော်တို့ဒီသူတို့ရဲ့ website system အားနည်းချက်တွေရှိတာလဲပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးလည်းသတိထားဖို့လိုတယ်ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးတရှိဒီတိုင်းပဲအဲ့တော့အလဝါရှင်းချောင်းကပြီးတော့အတန်းကုန်မလဲဆိုလို့ရှိရင်အခုကကိုကအလုံးပါတထင်းနဲ့တနှစ်စာချုပ်ချုပ်ထားတော်ညာလေပဲကိုရဲ့ visa တတန်းကုန်ပြီဆိုတာ ਨੇ ဒီဟောကတတန်းကုန်ပြီလို့ပဲမှတ်ယူ ဗီဇာလျှောက်တာနဲ့အလဘရှင်ချောင်းလည်းအသစ်ပြန်လျှောက်ဆိုင်ပြောင်းရင်လည်းလျှောက်ရမယ်အဲ့တော့ဒီဆိုင်မှာကိုကလျှောက်ထားတယ်နောက်တစ်ဆိုင်ပြောင်းလုပ်နေတယ်နောက်တစ်ဆိုင်မှာမိလို့ရှင်အဲ့ရှင်ချောင်းကအကျုံးမဝင်ဘူးအဲ့ဟောကအကျုံးမဝင်ဘူးအဲ့တော့လုံနေတဲ့ဆိုင်မှာပဲကျွန်တော်တို့ကလုံနေတဲ့ဆိုင်အချိန်ရအောင်အရေးမကြီးဘူးပေါ့နော်လုံနေတဲ့ဆိုင်မှာရှိနေဖို့လိုတယ်ဟောလုံနေတဲ့ဆိုင်နဲ့ဟောကရှိနေဖို့လိုတယ်အဲ့ဒါတော့သတိထားဘယ်လိုပဲပြောဒါနဲ့ပတ်သက်ပြီးတော့အလဘရှင်ချောင်းကိုလှုပ်ပါစနစ်တကျလှုပ်ပါအကြောင်းတက်ပါ ိကအကြောင်းခေါ်ခြင်း90ရာခိုင်နှုန်းမပြည့်ဘူးဆိုကျန်တဲ့အမှတ်တွေဘယ်လောက်ကောင်းနေလဲမရဘူးအမှတ်တွေကောင်းနေရအကြောင်းခေါ်ခြင်းလည်းကောင်းနေဆိုလို့ရှိရင်နိုင်ပို့ပြီးတော့ရနိုင်ပြီရှိတယ်သူကလည်းညလည်း90အောက်ကျရတယ်ဆိုလို့ရှိရင်သူလုံးဝခုမပြူပါဘူးအာလောရှင်ကိုဒါကြောင့်မလို့အကြောင်းလက်တက်အမှတ်90အဲဒီကြောင်းဟိုညေ90ရာခိုင်နှုန်းနဲ့အထက်ရှိအောင်လည်းတက်တာပါသူပြုံးကောင်ကျွန်တော်တို့ပထမအဆုံးရောက်တဲ့ hacker ကနေပြီးတော့နောက်ဆုံးတက်နေတဲ့အချိန်အတွင်းမှာပြန်မြဘယ်လောက်ရှိလဲဆိုအောင်တွတ်တာဖြစ်တဲ့အတွက်90ရာခိုင်နှုန်းပြည့်နေဖို့လိုပါတယ်90ရာခိုင်နှုန်းပြည့်နေမှသာလေကျွန်တော်တို့ဒါကိုရှောက်ရင် ရနိုင်မှာဖြစ်တယ်ဘိုးဆက်အား69တသမ9ဆိုရင်တော့သူတို့တော့ဟုတ်ပါဘူး sorry 89တသမ56အဲ့လောက်တော့မှသူတို့မပေးပါဘူးအဲ့တော့90ပြင်နေမှာကိုပေးတာဖြစ်တယ်အဲ့ကယူဆက်ပြီးတော့ចောင်းတက်ပါចောင်းတက်ပြီးရင်လည်းပဲအလုံးလုံးမယ်ဆိုလို့ပဲရှင်းချောင်းဖြစ်မနေရှောက်ပြီးတော့မှာပဲလုတ်ပါအဲ့တော့ကျွန်တော်အကောင့်မှာဒီ alpha ရှင်းချောင်းလုတ်တာနဲ့ပတ်သက်ပြီးတော့လည်း online ကနေလုတ်တာနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်တင်ပေးထားတယ်လိုတဲ့ size စာတန်းလေးလည်းကျွန်တော်တင်ပေးထားတယ်တစ်ချက်လေးလာပြီးတော့လုတ်ပါ ဟိုကိုတိုင်းဟန်ကိုရီးယားကနေလောက်တာပဲဖြစ်လာဝကမှသွားလျှောက်တာပဲဖြစ်တကယ်လို့မလောက်တော့ဘူးဆိုလို့ရှိရင်လည်းပဲအဲကျွန်တော် agency မှာဒီ allocation ကိုလည်းပတ်သက်ပြီးအစားပဲယူလို့ရတယ်ပေါ့နော်အဲ့လိုရုပ်ပြရပါတယ်ကျွန်တော်မဖြစ်မနေ allocation ချောင်းလောက်ပါဒါအရန်အရန်ရေးကြည့်ပါတယ်ဒါကြောင့်သားလေးတို့ကျွန်တော်မျှဝေပေးလိုက်ဖြစ်ပါတယ်အားလုံးကျေးဇူးပါတယ်